ကမ္ဘာ့ဒဝမ်းမှာစားဖြန့်လုပ်ငန်းတွေကြောင့်ဆိုရှယ်ငှက်ရတဲ့ငွေကြေးပမာဏဟာဒေါ်လာ1 trillion ကျော်နေပြီဆိုတာကိုသိကြပါသလားစားဖြန့်ဆိုတာတရုတ်လိုလိမ့်လေချင်းလိုအတိတ်ပဲရပါတယ်အရင်ကနှလုံးထီလောင်းကစားတစ်ခုလိုအလွယ်ခေါ်ခဲ့ကြပေမဲ့အခုခေတ်မှာတော့ဒါဟာအရှိတောင်အာရှနေဆက်ဒေတာတွေကိုပဟုပြုပြီးကမ္ဘာ့ဒဝမ်းကလူတွေကိုပြစ်မှတ်ထားနေတဲ့ကြီးမားတဲ့ရာဇဝတ်မှုကြီးတစ်ခုဖြစ်နေပါပြီဒါဟာရိုးရိုးငွေနေတာတခုလည်းမဟုတ်ပဲလူကုန်ကူးမှု ိုက်တမလောက်အားပေးခိုင်းစေမှုနဲ့ကိုအင်ကအစိတ်ပိုင်းရောင်းဝယ်မှုတွေစတဲ့အကြောင်းအရာတွေနဲ့ပါတိုက်ရိုက်ဆက်ဆက်နေပါတယ်။ဒီနေ့မှာတော့ကြားဖြင်းရဲ့နောက်ွယ်ကကျောင်းမဖွေရအမှန်တရားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ NKB Entertainment ကနေပြန်လည်တူဆိုလိုက်ပါတယ်။ဒီလုပ်ငန်းတွေရဲ့အစားဟာလွန်ခဲ့တဲ့2000ပြည့်နှစ်တွေကတရုတ်ပြည်ကနေတရားမဝင်လောင်းကစားတွေကနေစတင်ခဲ့တာပါ တရုတ်သမ္မတရှီကျင်းဖင်ကဒုစရိုက်နေနေရေးကိုပြင်းပြင်းထန်ထန်လုပ်လိုက်တဲ့အခါအဲ့ဒီခိုင်းတွေကအရှိတောင်အာရှကိုထွက်ပြေးခဲ့ကြပါတယ်။ COVID-19 ရောဂါကာလမှာတော့သူတို့ရဲ့လုပ်ငန်းဟာအခုကျမတို့တွေ့ကြုံနေရတဲ့အကြီးစားငွေလိမ်လုပ်ငန်းအဖြစ်ကိုအသွင်တောင်းသွားခဲ့ပါတယ်။ online ပေါ်ကတစ်စင်းယုံကြည်မှုတွေကိုရယူပြီးငွေချင်းရင်းနှီးမှုမြို့နယ်ခိုင်းကငွေအမြောက်များကိုလိမ်လည်တဲ့လုပ်ငန်းတွေဟာမြန်မာနိုင်ငံအပါအဝင် အာရှရှေ့ဥရောပနဲ့အာဖရိကတွေမှာတရုတ်လူမျိုးမာဖီးယားတွေကလက်လက်ကန်အဖွဲ့အစည်းတချို့ရဲ့အကူအညီနဲ့ကြီးမားတဲ့အဆောက်အုံတွေစောက်လုပ်ပြီးတရားဝင်ကိုလုတ်ကင်ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုရှိတဲ့နေဆက်ဒေသတွေဖြစ်ကြတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်းမျိုး၊ကရင်ပြည်နယ်၊မြောက်ဝတီမျိုးနဲ့ရွှေကုတ်ကိုဒေသတွေမှာစားဖြတ်လုပ်ငန်းတွေကအခြေစိုက်ထားကြပါတယ်။စားဖြတ်လုပ်ငန်းမှာအလုံးလုံးပဲအကြီးကားကြတဲ့လူမျိုးမျိုးရှိပါတယ်။ပထမတစ်ယောက်ကတော့လုတ်တာဖြစ်ပြီးဒုတိယတစ်ယောက်ကတော့ဓားကောင်ဖြစ်ပါတယ်။ လောက်သားဆိုတာကျမတို့မြန်မာနိုင်ငံထဲကပညာတတ်လူငယ်တွေကိုလစာကောင်းကောင်းပေးမယ်ဆိုပြီးအလို့အခိုင်အတူတွေနဲ့မလုံပေးပြီးနေဆက်ကစခန်းနေစီကိုလူကုန်ကူးခေါ်ဆောင်ကအတမစေခန့်ချင်းခံရသူတွေဖြစ်ပါတယ်။အများအဖြစ်ငွေကြီးချမ်းသာပြီးအထီးကျန်နေသူတွေကသားကောင်အဖြစ်ပြင်မှတ်ထားခံရပါတယ်။လူလက်တန်းစားတွေကိုလည်းချမ်းသာခြင်းရင်ငွေရင်းနှီးပါဆိုပြီးဆွဲဆောင်ပါတယ်။သားကောင်ကိုဘယ်လိုဆွဲဆောင်လဲဆိုတာကိုအသေးစိတ်ထပ်ပြီးရှင်းပြရမယ်ဆိုရင်အစ်စ်၄စိတ်နဲ့ဆွဲဆောင်ပါတယ်။ယုံကြည်မှုတည်ဆောက်ခြင်း စတမ်မာတွေကဆိုရှယ်မီဒီယာမှာယုံကြည်လာပါပြီးအောင်မြင်နေတဲ့ profile အတူတွေနဲ့တားကောင်ကိုချိကပ်ပါရဲ့လာပေါင်းများစွာအချိန်ယူပြီးစစ်သူမိတ်ဆွေရင်းချာတယောက်လိုဟန်ဆောင်ကယုံကြည်မှုကိုအပြည့်အဝရယူပါရဲ့ဘက်လုံးပေးခြင်းယုံကြည်မှုရပြီဆိုရတဲ့ cryptocurrency stock share တွေလို့ online ရင်းနှီးမြှုပ်နှံမှုတွေကနေအမျက်အစွန်းတွေအများကြီးရနေတဲ့အကြောင်းကိုပြောပြပြီးတားကောင်ကိုရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ပါရဲ့ဟောင်ကျောက်ဆင်ခြင်း ကားကောင်ကိုသူတို့လုပ်ထားတဲ့ website application တို့တွေမှာ Python နဲ့အရင်ထည့်ခိုင်းပြီးတော့အမြင့်အနည်းငယ်ရရှိပြီးယုံကြည်လာအောင်အရင်ဆွေးဆောင်ပါတယ်။ပြီးရင်အဲ့ဒီအမြင့်ကိုတကယ်ထုတ်လို့ရအောင်လုပ်ပေးပြီးလုံးဝယုံကြည်သွားအောင်လုပ်လိုက်ပါတယ်။ Happy တက်လေလေချင်း သားကောင်ဟာယုံကြည်သွားပြီးတော့သူ့ရဲ့ပိုက်ဆံအများစုကိုခဲလိုက်တဲ့အခါမှာတော့အခွန်ဆောင်ရဦးဆောင်ကပေးရမယ်ဆိုပြီးပိုက်ဆံတွေထက်တောင်းကနောက်ဆုံးမှာတော့လုံးဝအဆက်အသွယ်ဖြစ်ပြီးပြောက်ွေသွားပါတယ်။ဒီလိုပုံစံသူဖြစ်ရဲ့မျိုးလက်တော်တော်တွေကလည်းမလေးရှားနိုင်ငံမှာမြန်မာနိုင်ငံသားတော်တော်များများစားဖြတ်လိမ်လည်နေတဲ့မျိုးနဲ့အလင်ခံရတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။သူကဘလို့လိမ်လည်လဲဆိုတော့ခုနကပြောပြတဲ့လိမ်နီးဖြစ်တဲ့အချက်လေးချက်နဲ့ပဲလိမ်လည်သွားတာပါ။ သူတို့က Heath Bus လို့ Coffee လို့ခေါ်ကြတဲ့ phone application တမျိုးနဲ့လင်းရတာဖြစ်ပါတယ်။အဲ့ဒီ application ထဲမှာဆိုရင်ဘလောက်ရေးမယ်ဆိုရင်ဘလောက်အမြင့်ပြန်ရမယ်ဆိုပြီးမှတ်လုံနေပေးတဲ့လင်းရတဲ့ပုံစံတမျိုးပဲဖြစ်ပါတယ်။ application ထဲမှာဆိုရင်ပိုက်ဆံရေးရမယ် package အမျိုးမျိုးရှိပါတယ်။ဒီကြားထဲမှာပို့ပြီးတားကောင်ပို့ရအောင်စနေတနင်္ဂနွေလိုနေ့မျိုးမှာဆိုရင်ရက်တိုးရက်20အတွင်းဘလောက်ရေးမယ်ဆိုရင်အမြက်က20ပြန်ရမယ်ဆိုတဲ့မှတ်လုံနေအပြင်ဇာရက်ဒီမှာလည်းဒီထက်ကောင်းတဲ့ package တွေနဲ့မှတ်လုံနေထပ်ပေးပြန်ပါတယ်။ ဒီလိုမျိုးလိန်ကြီးကမလေးရှားမှာအလောက်ကန်ရှားပါပြီးအလောက်ကောင်းရဖို့ခက်ခဲတယ်။မြန်မာလူမျိုးတွေအတွက်ကတော့အလုံးလုံးဆရာမလို့ပဲပတ်ဆံရမယ်ဆိုပြီးမြန်မာလူမျိုးများစွာကအလင်ခံရတာဖြစ်ပါတယ်။ နောက်ဆုံးပေါ်ကြားဖြတ်လိင်ကြီးတွေကတော့ဒီဆက်မကကျေဖြတ်ပြီးအမျိုးမျိုးရှိပါတယ် Telegram link ကနေတစင်ပို့ပြီးလိင်တာမျိုး AI နဲ့လုပ်ထားတဲ့မိမိအသည့်တငယ်ချင်း video call ပုံစံခေါ်ပြီးလိင်တာမျိုး mobile game အမျိုးမျိုးဆော့ကစားဖို့အတွက် view share ပြီးလိင်တာမျိုးစီးကားမှာဆရာဝန်အတုတွေနဲ့စီးကူတာဖို့အများကြီးတောင်းပြီးလိင်တာမျိုးအမျိုးမျိုးပါပဲဒီလိုမျိုးလိင်လေရမှာသတ်မှတ်ထားတဲ့ငွေပမာဏမရတာတားလောက်ရှာဖွေလို့မရခဲ့ရင်ရိုက်နဲ့နှိပ်စက်တာတွေလည်းရှိပါတယ်တချို့နိုင်ငံခြားသားတွေဆိုအသက်ခံရရတဲ့အခြေအနေတွေရှိတယ်လို့လည်းသိရပါတယ်ဒီလုပ်ငန်းတွေရဲ့ရစ မှုကိုမိမောင်းထုတ်ပြလိုက်တဲ့အဖြစ်အပျက်ကတော့လက်မကြသေးခင်ကဖြစ်ပေါ်ခဲ့တယ်။ဗီလာရုနိုင်ငံသူအစိုးရဗီလာရဲ့အဖြစ်ဆိုပါပဲ။အသက်26နှစ်အရွယ်ဗီလာဟာထိုင်းနိုင်ငံဘန်ကောက်မှာ model အလုပ် interview ရှိရဆိုတဲ့လင်းငယ်ခံရမှုကိုခံရပြီးနောက်မြန်မာနိုင်ငံဘက်ကစားပြတ်လုပ်ငန်းစီကိုရောင်းစားခံခဲ့ရတာပါအဲ့ဒီမှာငွေလိမ်တဲ့အလုပ်ကိုအတင်းအဓမ္မလုတ်ခိုင်းခံခဲ့ရပြီးနောက်ဆုံးမှာတော့သူမဟာအသက်ခံခဲ့ရပါတယ် ဒီချက်ပို့ဆိုတာသူမရဲ့ကိုအင်္ဂါအစိတ်ပိုင်းတွေကိုမောင်ကိုဈေးကွက်မှာရောင်းချပြီးကျန်ရှိတဲ့ရုပ်အလောင်းကိုပြန်လို့ခြင်းနဲ့ဆိုရင်အမေရိကန်ဒေါ်လာ5သိန်းပေးရမယ်ဆိုပြီးမိသားစုကိုငွေညစ်ခဲ့ကြပါတယ်။ဒါပြင်ကမ္ဘောဒီးယားနိုင်ငံမှာလည်းတရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ကြားဖြန့်ရာဇဝတ်ခိုင်းများရဲ့လက်ချက်ကြောင့်တောင်ကိုရီးယားကျောင်းသားလေးပတ်မင်ဟိုဟာရက်ဆက်စွာအသက်ခံခဲ့ရပါတယ်။အသက်22နှစ်အရွယ်တက္ကသိုလ်ကျောင်းသားပတ်မင်ဟိုဟာ နိုင်ငံတကာအကူအညီပြပွဲကိုတက်ရောက်ရမယ်အချင်းနဲ့ကမ္ဘောဒီးယားကို2025ခုနှစ်ဇွန်လမှာတွားရောက်ခဲ့ပါတယ်။ခုနောက်ပြန်ပြီးဆွဲခံရပြီးတော့မိသားစုထံမှငွေညှိခံခဲ့ရပါတယ်။နှစ်ပတ်အကြာမှာတော့သူ့ရုပ်အလောင်းကိုညင်ပန်းနှိမ့်ဆက်ထားတဲ့ဒဏ်ရာတွေနဲ့ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ South Korea ကဲ့သို့အလုပ်ရှာဖွေရေး website တွေကနေတစဉ် IT ကျန်းကျင်တဲ့ Korean လူငယ်တွေကိုပြစ်မှတ်ထားလိမ်ငယ်ခေါ်ယူတာဖြစ်ပါတယ်။ကမ္ဘောဒီးယားကိုရောက်တာနဲ့နိုင်ငံကူးလက်မှတ်နဲ့ဖုန်းတွေကိုသိမ်းဆည်းပြီးအတင်းကျပ် online ငွေလိမ်မှုလုပ်ငန်းတွေကိုလုပ်ကင်စီခဲ့ပါတယ်။ ငင်းဆန်သူတွေကိုတော့မြင်ပန်လေးဆက်ပြီးတပ်ဖြတ်ခြင်းသို့မဟုတ်ကိုရီးအင်္ဂါထုတ်ယူရောင်းစားခြင်းများကိုပြုလုပ်နေပါတယ်။ဒီရာစုခိုင်းနေရကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်မိသားစုရဲ့အခအကွယ်ပေးမှုနဲ့လွတ်လပ်စွာလှုပ်ရှားနေကြတာပါ။ကမ္ဘောဒီးယားမှာကြားပြန်အဖွဲ့ကြီး53ခွဲရှိနေပြီးတောင်ကိုရီးယားနိုင်ငံသားများပြန်ပြီးဆဲခံရတဲ့အမှုဟာ2025ခုနှစ်မှာတော့330ကျော်အထိရှိလာခဲ့ပါပြီ။ဘက်မင်ဟူရဲ့ရုပ်အလောင်းကတော့နှစ်လကျော်တဲ့အထိမိသားစုထံပြန်မပေးသေးတဲ့အတွက်တောင်ကိုရီးယားအစိုးရအတွက်လည်းတန်တမန်ရေးရအကျက်တဲဖြစ်နေပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းမှာအလုပ်ကိုင်ရှာပါလာခြင်း၊ပြည်ပထွက်ခွာခွင့်ကန့်သတ်လိုက်ခြင်းနဲ့စစ်မှုထမ်းဥတွေထုတ်ပြန်လိုက်ပြီးတော့လူငယ်အများပြားကိုမတရားစစ်မှုထမ်းခိုင်းခဲ့တဲ့အတွက်လူငယ်အများစုကအနာဂတ်မဲ့သွားကြပါတယ်။ ပြည်တွင်းမှာအလောက်ကရှားပါလာတာကတကြောင်ပြည်ပထွက်ဖို့ခက်ခဲလာတာကတကြောင်စင်မှုမထမ်းချင်ကြတဲ့မြန်မာလူငယ်တွေဟာကြားဖြန့်လို့ခေါ်တဲ့ online ငွေလိမ်ခိုင်းတွေမှာပုံမလုပ်ကင်လာကြပါတယ်ဒီလုပ်ငန်းတွေမှာလုပ်ကင်ဖို့အတွက်မြန်မာနိုင်ငံသားတွေကို TikTok Telegram Facebook ကနေတစင်ပန်းလောက်ဆရာလာစာတွေပေးမယ်ဆိုပြီးအလုပ်ခေါ်နေကြတာပါဒီလုပ်ငန်းတွေကိုလုပ်ကင်မဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ကွန်ပျူတာစာရိုက်ခိုင်ပင်ရနိုင်ရမှာဖြစ်ပြီးတော့အင်္ဂလိပ်စကားတရုတ်စကားပြောနိုင်သူ social platform တွေသုံးနိုင်တဲ့သူဖြစ်ရမယ်ဆိုပြီးကြားဖြန့်လုပ်ငန်းအတွက်အလုပ်ခေါ်နေတဲ့အလုပ်ကြော်ညာစာတွေကိုလည်းတွေ့မြင်ရပါတယ်။ Yahoo အလိုက်အနည်းဆုံး time bank ငွေ10000ကနေဘတ်8000ထိပြိမယ်လို့လည်းဖော်ပြထားပါတယ်။ဒီငွေပမာဏဟာလက်ရှိမြန်မာငွေပေါက်စည်အရ15ဒင်းကနေဒင်းကြရာအထိရှိနေပါတယ်။ 2023ခုနှစ်နိုဝင်ဘာလမှာလောက်ကိုင်းကကြားဖြတ်နေငင်းရင်းတွေမှာဒေယုံနိုင်ငံသားအချို့ကဖမ်းဆီးအရေးယူပြီးလူမြောက်နေသူတွေရှိနေသေးပါအဲ့လိုဖြစ်စဉ်လိုပဲယခုကရင်ပြည်နယ်မြောက်တွေကကြားဖြတ်နေငင်းရင်းတွေမှာလည်းဒေယုံနိုင်ငံသားတွေနဲ့လူကုန်ကူးခံရတဲ့နိုင်ငံသားတွေကိုဒါဖမ်းဆီးပြန်ပို့ခဲ့ပေးမယ်မြန်မာဝန်ထမ်းတွေကတော့ဆက်လက်လောက်ကိုင်းနေသေးပါ ဖန်စီပြန်ဖို့ခံရတဲ့ကြားဖြတ်ခိုင်းသားဆိုသူတွေက အောက်ခြေအဆင့်သာရှိပြီးအမေရိကန်ခိုင်းကောင်းဆောင်တွေကတော့မြန်မာလုပ်သားတွေနဲ့အွန်လိုင်းငွေလေလုပ်ငန်းကိုဆက်လက်လည်ပတ်နေစေဖြစ်ပါတယ်။ဟူကန်ပြည်သူစီဟာမြန်မာစစ်တပ်ရဲ့တရားဝင်လက်အောက်ခံလေကြားဆောင်တဲ့ပြည်သူစစ်ညွန်ကြားရေးဌာနဖြစ်ပါတယ်။ကြားဖြတ်ကိုကိုးကန့်ပြည်သူစီပဲလုပ်နေတာမဟုတ်ပါဘူး။ ပြင်းနေစားဆောက်တဲ့ဆောချစ်သူတွေလောက်ပါတယ်။တရုတ်ကဖမ်းဆီးနိုင်စွာရှိပေမဲ့မဖမ်းပါဘူး။ဒါကိုကြည့်မယ်ဆိုရင်တရုတ်ကလူတို့မျိုးမလူတို့မျိုးမျက်စိမိတ်ပြီးအပြည့်တန်ပေးတာမျိုးတွေလုပ်နေပါတယ်။ဒါကိုကြည့်မယ်ဆိုရင်တရုတ်ကလူတို့မျိုးမလူတို့မျိုးမျက်စိမိတ်ပြီးလိုက်အပြည့်တန်ပေးလိုက်လုပ်နေတာဖြစ်ပါတယ်။ဒါဟာဒူးစရိုက်နေနေရင်မဟုတ်တော့ပဲဒူးစရိုက်အသုံးချရေးပဲဖြစ်နေပါတယ်။ဒါကြောင့်ဂျားဖြန့်ဆိုတာလူကုန်ကူးခံရတဲ့လူသားတွေရဲ့ဘဝနဲ့အလင်ခံရတဲ့သားကောင်တွေရဲ့ဘဝနှစ်ခုလုံးကိုဖျက်ဆီးနေတဲ့ကြောက်စရာကောင်းတဲ့အရာစုံမှုတစ်ခုပဲဖြစ်ပါတယ်။ဒါဟာလွယ်လွယ်ကူကူ ချမ်းသာနိုင်တဲ့လမ်းစာမဟုတ်ပဲပျက်စီးခြင်းရဲ့လမ်းမကြီးတာဖြစ်ပါတယ်။ online မှာကိုမသိတဲ့ဒဇိန်တွေရဲ့ချူတာတဲ့စကားတွေလည်းလည်းကိုကိုချမ်းသာမယ်ဆိုတဲ့မက်လုံးတွေကိုအထူးသတိထားကြဖို့အလေးနက်တိုက်တွန်းဟပါတယ်။ဒီအကြောင်းအရာကိုသစ်မိဆွေတွေနဲ့မိသားစုဝင်တွေမှာသိရှိအောင် share လုပ်ပေးသားဖို့တောင်းဆိုပါရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဒီလိုစိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုတင်ဆက်ပေးသားမှာဖြစ်လို့ Jewelry ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လုပ်ရပြီဆိုရင် Like and Subscribe လေးလုပ်ပေးကြဖို့ပြင်ထားရခံပါရဲ့ရှင်။